တရုတ်ရဲ့ကမ္ဘာစံချိန်တင်62မိုင်အရှိ12ရက်ကြာယင်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ရတဲ့အတိကအကြောင်းရင်းကဒါရီကြောင့်ပါဗိတ်သမားလုံးဝမင်္ဂလာပါဘာမှ H3 လုံး channel ကနေကြိုဆိုပါရင်တရုတ်နိုင်ငံကကမ္ဘာအကြီးဆုံးစီးပွားရေးနဲ့လူ့ရေထူထပ်မှုရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီးယင်ကြောပိတ်ဆို့မှုတွေကအနေစဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုလို့ဖြစ်နေပါရင်ဒါပေမဲ့နောက်30ခုနှစ်ဩဂုတ်လမှာဖြစ်ပွားခဲ့တဲ့ပေကျင်းတိဘက်အဝေးပြေးလမ်းမပေါ်ကယင်ကြောပိတ်ဆို့မှုကကမ္ဘာသမိုင်းဝင်အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဖြစ်မှတ်တမ်းတင်ခံရပါရင် ဒီဖြက်ကကီလိုမီတာ100ကျော်ရှည်လျားတဲ့ရေနံကြီးတစ်ခုကိုဖြစ်ပေါ်သေးပြီးဆန်းရက်ကြားတဲ့အထိဖြစ်ပွားခဲ့တာပါ။နောက်ပိုင်း2025ခုနှစ်အောက်တိုဘာလမှာလဲအန်ဝေးပြည်နယ်ချိုချိုးမြို့ရှိဝူကျွန်းတုတ်ကိတ်မှာခုနှစ်နာရီကြာယင်ကျော်ပိတ်ဆို့မှုတစ်ခု ဖြစ်ပွားခဲ့ပြီးရောဘရဲ့ကာလာရဲ့ယင်စီးရေတိုးပွားမှုကဒီယင်ကျော်ပိတ်ဆို့မှုရဲ့အတိအကအကြောင်းရင်းဖြစ်ခဲ့ပါရှင်။ဒီနှစ်ခုလုံးကတရုတ်နိုင်ငံရဲ့အခြေခံအဆောက်အုံစိန်ခေါ်မှုတွေနဲ့ဇီးပွားရေးပွင့်ပြမှုရဲ့နောက်ကွယ်ကပြဿနာတွေကိုထင်ရှားနေစေပါတယ် 2010ခုနှစ်ဩဂုတ်လ14ရက်နေ့မှာတရုတ်နိုင်ငံရဲ့ပေကျင်းတိဘက်အဝေးပြေးလမ်းမပေါ်မှာရင်ကျောပိတ်ဆို့မှုတစ်ခုစတင်ဖြစ်ပွားခဲ့ပါတယ်။ဒီလမ်းကပေကျင်းမြို့တော်ကနေတိဘက်အထိဆက်သွယ်ထားတဲ့အတိတ်ကအဝေးပြေးလမ်းတစ်ခုဖြစ်ပြီးဟူပေပြည်နယ်နဲ့အင်နာမဂိုလီယာဒေသတွေကိုဖြတ်သန်းပါတယ်။ဒီဖြစ်ကကီလိုမီတာ162မိုင်ခန့်အထိရှေလျားတဲ့ရင်နန်းကြီးတစ်ခုကိုဖန်တီးခဲ့ပြီးဆန်းရက်ကြားတဲ့အထိကိုဖြစ်ပွားခဲ့ပါတယ်။ရင်မောင်းတွေကတရက်ကို1ကီလိုမီတာခန့်သာကားကိုရွေ့အောင်မောင်းနိုင်ခဲ့ကြပြီးအချို့ရင်မောင်းတွေကငါးရက်ကျော်လမ်းပေါ်မှာပိတ်မိနေခဲ့ရပါတယ်။ ဒီဖြစ်ကကမ္ဘာမီဒီယာတွေရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပြီးကမ္ဘာအဆိုးရွားဆုံးယဉ်ကျေးပိတ်ဆို့မှုအဖြစ် BBC, CNN နဲ့ The Guardian လို့သတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။ဒီယဉ်ကျေးပိတ်ဆို့မှုရဲ့အဓိကအကြောင်းရင်းတွေကတော့ဘေကျင်းတိဘက်အဝေးပြေးလမ်းမပေါ်မှာပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေလှုပ်ဆောင်နေခဲ့ပြီးဒီလုပ်ငန်းတွေကလမ်းရင်စွန့်ရည်ကို90ရာခိုင်နှုန်းလောက်လျှော့ချခဲ့ပါတယ်။လမ်းမိုင်းချို့ကိုပိတ်ထားရပြီးယဉ်စည်းစင်းမှုကိုကန့်သတ်ခဲ့ပါတယ်။ အင်နာမွန်ဂိုလီးယားဒေသဟာတရုတ်နိုင်ငံရဲ့ကြောင်မီးသွေးတည်တင်ဖို့ရည်ရဲ့အဓိကပဟိုချက်ဖြစ်ပါတယ်။နောက်ခုခုနှစ်မှာကြောင်မီးသွေးထုတ်လုပ်မှုတန်ချိန်600တန်ရှိခဲ့ပြီးနောက်တစ်ဆယ်ခုနှစ်မှာ930တန်အထိတိုးတက်ခဲ့ပါတယ်။ဒီကြောင်မီးသွေးတွေကိုပေကျင်းတဲ့တခြားမြို့ကြီးတွေစီတည်ယူဖို့ထရက်ကားထောင်ပေါင်းများစွာကိုအသုံးပြုခဲ့ရပါတယ်။ဒီထရက်ကားတွေကအဝေးပြေးလမ်းမပေါ်မှာပိတ်ဆို့မှုကိုပုံမှုဆိုးရွားစေခဲ့ပါတယ်။ ။တရုတ်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူယင်အစည်းရေက2000ပြည့်နှစ်ကနေ2030ခုနှစ်အတွင်း3စားလောက်တိုးတက်ခဲ့ပါရင်ဒီလမှာပေါ်မှာယင်အစည်းရေတိုးတက်မှုကပိတ်ဆို့မှုကိုပုံမှုဆိုးရွားစေခဲ့တာဖြစ်ပါရင်ဒီရင်ကျော်ပိတ်ဆို့မှုကရေမောင်းနေတဲ့လူမှုအတိုင်းဝိုင်းပေါ်တည်တာထင်ရှားတဲ့တက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပါရင်ရမောင်းတွေကသူတို့ရဲ့ကားထဲမှာရပောင်းများစွာနေထိုင်ခဲ့ရပြီးအစားအစာတောက်ရင်နဲ့လောင်စာဆီတွေပြက်လက်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။တချို့ရမောင်းတွေကတပတ်လောက်ထိအိမ်ပြန်မရောက်ခဲ့ကြဘဲဒီနေရာမှာပဲတောင်းတနေခဲ့ကြရပါတယ်။ ဒေသခံတချို့ကရမောင်းတွေရဲ့ဒုက္ခကိုအခွင့်ရေးယူပြီးရေအစားအစာနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုဈေးနှုန်းမြင့်မားစွာရောင်းချခဲ့ပါတယ်။ဥပမာရေဘူးတစ်ပုဒ်ကိုပုံမှန်ဈေးထက်၁၀ဆအထိရောင်းချခဲ့တယ်လို့ China Daily ကဖော်ပြခဲ့ပါတယ်။ဒါအပြင်ပစ္စည်းခိုးယူမှုတွေလည်းဖြစ်ပွားခဲ့ပြီးရမောင်းတွေရဲ့စိတ်ဖိစီးမှုကိုပုံမှန်ဆိုးရွားစေခဲ့ပါတယ်။ကွန်ပစ္စည်းပို့ဆောင်ရနှောင်းနှေးမှုကြောင့်ဂျောင်မီသွင်းတဲ့တခြားကုန်စည်တွေရဲ့ထောက်ပံ့ရေးတွေကိုလည်းထိခိုက်စေခဲ့ပါတယ်။ဒီဖြစ်ရပ်ကတရုတ်နိုင်ငံရဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်ရဲ့အားအနေချက်ကိုတိသာထင်ရှားစေခဲ့ပါတယ်။ တရုတ်အစိုးရကဒီဖြစ်ရပ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီးရန်ထိုင်းရဲတွေကိုအလျင်မြန်ဆဲလွတ်ခဲ့ပါတယ်။ဒါပေမဲ့လမ်းပြင်စည်ရေးလုပ်ငန်းတွေရဲ့နှောင့်နှေးမှုနဲ့ရင်းအစည်းရေမထိန်းနိုင်မှုကြောင့်ပိတ်ဆို့မှုကိုချက်ချင်းဖြေရှင်းဖို့ခက်ခဲခဲ့ပါတယ်။အစိုးရကဒေသခံတွေကိုအစားအစာနဲ့ရေဖြန့်ဝေးဖို့ညွှန်ကြားခဲ့ပေမဲ့ဈေးနှုန်းမြင့်တင်ရောင်းချမှုတွေကိုထိရောက်စွာထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒီဖြစ်ရပ်ကတရုတ်နိုင်ငံရဲ့အဝေးပြေးလမ်းမတွေရဲ့စီမံခန့်ခွဲမှုအားနည်းချက်ကိုထင်ထင်ရှားရှားပေါ်လွင်စေခဲ့ပါတယ်။ အတော်လေးကိုခိရှိပြေးနေတဲ့တရုတ်မှာတော့ဒီလိုတွေဂျုံနေရတာဆိုတော့ရန်ကုန်မှာနေတဲ့ပြည်သက်တွေကိုလည်း fighting လို့အားပေးစကားပြောကြရင်းနဲ့ဒီကုန်းချုပ်လိုက်ပါရင်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။